ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိပါခင်ဗျာလူသားတိုင်းရဲ့ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကလွဲလို့ဒီကမ္ဘာမြေကြီးပေါ်မှာသေတဲ့သူကိုပြန်လည်အသက်ရှင်စေနိုင်တဲ့သူရဲ့ဆိုလို့တဦးတယောက်မှမရှိပါဘူး ဒီကနေ့တင်ပြတော့တမချန်းစီစင်မှာလေ့လာမှာဖြစ်တဲ့ရှင်မာသက်ခရစ်ဝင်ကျမ်းခန်းကြီးကိုအခန်းငယ်၁ကနေအခန်းငယ်35အထိမှာယေရှုခရစ်တော်သခင်ဖခင်ရဲ့ဘုန်းတော်တော်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ခရစ်တော်ယေရှုဟာတကောသမိတ်လက္ခဏာ၆ခုကိုပြသမယ်။မသဲကိုခေါ်ယူမယ်။ပါရိရှဲတွေနဲ့ဆွေးနွေးမယ်။ပြီးတော့ဂါလိလဲနယ်အတွင်းမှာလှည့်လည်အမှုတော်ဆောင်မယ်ဆိုတာတွေကိုဒီကျမ်းဟာဖော်ပြသွားပါလိမ့်မယ်။ပြီးခဲ့တဲ့ကျမ်းမာတုန်းကဆိုရင် နမိတ်လက္ခဏာ6ရက်ကိုပြခဲ့ပြီးပြီဒီနမိတ်လက္ခဏာတွေအားဖြင့်ကောင်းကင်နိုင်ငံတော်ကိုဥဆောင်ဥရပြုမဲ့ဘုရင်သခင်ခရစ်တော်မှာတကူအာဏာရှိတယ်အစွန်းသက်တိရှိတယ်သူတွင်တင်တဲ့ကျင့်စဉ်တွေနဲ့သူဘုံတကူအာနုဘော်တော်တွေဟာတိုက်ညီနေတယ်ဆိုတာတွေကိုသက်ပေဖြစ်ပြင်မြင်ခဲ့ရပြီးတဲ့နောက်အခုအခန်းကြီး9ဟာလည်းဒီအနှစ်ပါရတွေကိုဆက်လက်ဖော်ကျူးပေါ်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအခန်းကြီး9အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေကို ခရစ်တော်ဆက်လက်ကုသပြီးဘုံတကိုးကို ပြပမှာဖြစ်တယ်လို့အထူးသဖြင့်သဘာဝကိုကျော်လွန်တဲ့တကိုးတစ်ခုကတော့သေသောသူကိုရှင်စေခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒါအပြင်နတ်ဆိုးတကောင်ကိုနှင်ထုတ်ခြင်းအကြောင်းကိုလည်းဆက်လက်တွေ့ရအောင်မယ်ဆိုတာကိုကြိုတင်ဖော်ပြခြင်းပါတယ်။ယေရှုကပေရနောင်တို့ပြန်ရင်ဆိုတဲ့အကြောင်းနဲ့စတင်နားဆင်ကြပါစို့။ရှမသဲခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်1 ထိုအခါကိုရိုဒီဖလီစီ၍ကူးသဖြင့်မိမိမျိုးသို့ရောက်တော်မူ၏ဟုတ်ပါတယ်သူကိုလက်ဖင်မခံတဲ့ဂါဒရပြည်နယ်ကနေခရစ်တော်ဟာသူ့ရဲ့ဘာဝနာဌာနချုပ်လို့ဆိုနိုင်တဲ့ကပေရနုံမြို့လေးကိုပြန်လာခဲ့ပါပြီပြန်ရောက်ပြီဆိုတာနဲ့တပြိုင်တည်းထဲလဲသူကုသပေးရမယ်လူနာကလည်းရောက်လာပါပြီအငဲနှစ်မှာတွေ့နိုင်ပါတယ်လက်ချေတည်၍အိယာပေါ်မှာတုံးလုံးနေသောသူတစ်ယောက်ကိုအထံတော်သို့ဆောင်ခဲ့ကြ၏ ယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျက်လက်ချေသေးသောသူအားငါသားမစိုးရိမ်နှင့်ပြင်းအပြစ်ကိုလွတ်စေပြီဟုမိန့်တော်မူ၏ဒီလူနာနှင့်ပတ်သက်လို့ရှင်မာကုခရစ်ဝင်မှာဖော်ပြတာကတော့ဒီလက်ချေသေးတဲ့လူနာကိုသူ့အဖော်တွေဟာယေရှုစီကိုခေါ်ဆောင်ခဲ့ရမှာလူတွေပြုတ်သိမ့်နေတဲ့အတွက်ကြောင့်အိမ်ခေါင်မိုးဖို့ဖွင့်ပြီးလူနာကိုတွင်းရတဲ့အကြောင်းဖော်ပြထားပါတယ်ခရစ်တော်ကလည်းဒီလူနာကို ယောဂါကုသပေးုံကမကဘူးအပြစ်တွေကိုလည်းလွတ်စေဆိုပြီးပြောဆိုကုသခဲ့တယ်လို့ဆိုပါတယ်ကိုခန္ဓာယောဂါကိုကုသခြင်းနဲ့အပြစ်မှလွတ်ခြင်းဟာဆက်ဆက်နေတယ်ဆိုတာကိုဒီနေရာမှာတွေ့ရပါတယ်အထက်ကဖော်ပြခဲ့တဲ့အတိုင်းငါသားမစိုးရိမ်နဲ့ပြင်းအပြစ်ကိုလွတ်စေပြီလို့လည်းခရစ်တော်ကဆိုရောကျမ်းပြစရာတချို့ကဤသူသည်ဖျားကိုလွန်ကျူး၍ပြောသည်ဟုထင်ကြ၏ဆိုပြီးတော့ရှမသဲခရစ်မှာဆက်ပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်ဒီအခါမှာတော့ ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်၄နဲ့5အရာယေရှုသည်ထိုသူတို့၏စိတ်ကို သိမြင်တော်မူခြင်းသင်တို့ပြီ အပေကြောင့်ညူစုသောစိတ်ရှိကြသနီးအပေစကားကိုသာ၍ပြောလွယ်ပနီးသင်အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလားသင်ထား၍နှံပွားလိုဟု ပြောလွယ်သလားတကယ်တော့အဲ့ဒီကျမ်းတဆရာရဲ့စိတ်နှလုံးကိုခရစ်တော်မြင်ပါတယ်သူဟာလူစားတိကိုဆောင်ယူထားတဲ့ဘုရားသခင်ပါသိမြင်နိုင်စွမ်းရှိပြီး ။ဖိလို့လဲဒီလိုမေးလိုက်တာပဲဖြစ်ပါတယ်။ဒီတော့အဲ့ဒီကျန်တဲ့ဆရာတွေဟာစကားပြန် မပြောကြပါဘူးလေ။တကယ်လို့များသူတို့ပြောမယ်ဆိုရင်ကိုဘာပြောနိုင်ဖို့မလဲ။ခခင်ခရစ်တော်ခမားခခင်ခရစ်တော်ပြောတာတွေအကုန်လုံးဟာကျွန်တော်တို့အတွက်တော့အရန်ကြည်ကျယ်နေပါရဲ့ခမားဆိုပြီးတော့ပဲဝန်ခံပြီးပြောကြရမယ်လို့ကျွန်တော်ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့ခရစ်တော်ရှင်ရဲ့တကူတော်နဲ့ဒီကျန်တဲ့ဆရာတွေရဲ့အသိပညာဟာမိုးနဲ့မြေလောက်ကွာခြားနေလို့ပဲဖြစ်ပါတယ်။ ဘာဆိုဘာမှမဆိုင်ပါဘူးအခုတော့သူတို့ဟာတုံ့နှိပ်ပါဝေးစိတ်စိတ်နေလေကြစဲမှာပဲခရစ်တော်ကဆက်လက်ပြီးပြောလိုက်ပုံကိုအငယ်6နဲ့9တို့မှာအခုလိုဆက်ပြီးတွင်တိုင်ပါလေလူသားသည်ရည်ကြီးပေါ်မှာအပြစ်လွတ်ပိုင်သည်ကိုတင်တို့သိစေခြင်းကထာလောကိုအိယာကိုဆောင်၍ကိုအိမ်တို့တွားလို့ဟုလက်ချေသေးတော်သူအားမိန်တော်မူ၏ထို့သူသည်လည်းထား၍မိမိအိမ်တို့တွားလေ၏အဲဒီလိုလက်ချေသေးတဲ့လူတစ်ယောက်ဟာခရစ်တော်ကလည်းအမိန့်ပေးလိုက်ကြော့ တော့ကငင်းကစေခိုင်းတဲ့အတိုင်းနဲ့ကို့အေးလေးကလေးကိုကိုချက်ချင်းဖတ်ကလေးပြီးတော့ကို့အင်ကိုကိုပြန်သွားတာဟာပြိဿအများမြင်လိုက်ရတယ်။ဒါတော့အကြည့်တုံလုံးဖြစ်နေတဲ့ဝေဒနာပဲတယောက်အခုလိုဖတ်ပြီးပြန်သွားနိုင်နေဆိုတာဟာရုပ်ဝေဒနာနဲ့အတူအပြစ်ကိုပါဆွတ်ချင်းခံရသည်ဆိုတာကိုရှင်းရှင်းကြီးပြသလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ဟာအပြစ်လွတ်ပိုင်သောအရှင်အဖြစ်အပြစ်ကိုလွတ်တော်မူတဲ့အပြစ်ကိုလွတ်တော်မူတဲ့အတွက်လေဒီလူဟာအခုလိုအကောင်းပပိဖြစ်ပေါ်ရတာဖြစ်တယ်။ ျွန်တော်တို့လူတွေမှာတော့ခရစ်တော်လိုအပြစ်လွတ်ပိုင်တဲ့တကောအာဏာမရှိဘူး။ဒါပေမဲ့တယောက်အပြစ်ကိုတယောက်ခွင့်လွတ်တာမျိုးတော့ရှိနိုင်တာပေါ့။ဘာပဲပြောပြောတကောအာဏာရှိတဲ့ဘုရားသခင်ထံမှာလူသားအချင်းချင်းအတွက်မဆအကူညီပြီးဆူတောင်းပေးတယ်။ဘုရားသခင်ထံတော်မှာတူးရဲ့ကိုစားအတနာခံဆူတောင်းပေးတယ်။ကူညီပြီးဝိညာဉ်ခေါ်တိုးတက်အောင်အားပေးမဆရဲဆိုတာတွေဟာအင်မတန်လှုပ်လှုပ်ထိုက်တဲ့အရာတွေဖြစ်တယ်။လှုပ်လဲလှုပ်ပေးနိုင်ပါတယ်။ အဆုံးအဖြတ်ကတော့ဖယားသခင်စီမှာတည်တာပေါ့အရာရာဟာဖယားသခင်ရဲ့ကျေးဇူးတော်ဂိယူနာတော်ပေါ်မှာသာအဓိကဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်ထားဖို့လိုပါတယ်မသဲကိုခေါ်ယူခြင်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ရှင်မသဲခရစ်ဝင်ကျမ်းအခန်းကြီးကိုအငယ်ကိုမှာအခုလိုဆိုပါတယ်ယေရှုသည်ထိုအရာမှကြွတော်မူဖြင့်မသဲအမည်ရှိသောသူတယောက်ကအခွန်ခံရတဲ့၌ထိုင်နေသည်ကိုမြင်တော့ငါနောက်သို့လိုက်လို့ဟုမိန့်တော်မူ၏ ထိုသူသည်လည်းဖတ်၍နောက်တော်သို့လိုက်လေ၏မသေးဟာသူ့ကိုခေါ်ယူတော်မူခြင်းကိုတိမ်တိမ်မွေ့မွေ့နဲ့တူတူကလေးပဲအခုလိုဖော်ပြပါဗယ်ရှင်လုကာခရစ်ဝင်အရာဆိုရင်တော့ရှင်မသေးဟာခရစ်တော်အတွက်ညစာစာပွဲကြီးတစ်ခုကိုတီးခင်းခဲ့တယ်အဲ့ဒီညစာစာပွဲကိုခရစ်တော်ကိုဖူးတွေ့စေခြင်းလုံးလို့တခြားသူ့လိုအခွန်ခံတွေကိုပါဖိတ်ကြားကြွမွေပြည့်စုခဲ့တယ်ဆိုတာတွေကိုအကျယ်တမွေဖော်ပြထားပါတယ် ရှင်လူကာခရဝင်ကျမ်းအခန်းကြီး9ထဲမှာအဲ့ဒီအချက်တွေကိုလေ့လာတိုင်ရင်ပို့ပြီးတော့ကောင်းပါတယ်။ရှင်မဘဲခရဝင်ခန်းကြီးကိုအငယ်30နဲ့7မှာဆက်လက်ညင်ရတာကတော့ထိုနောက်မှအိမ်တွင် စပွဲ၌ရောင်းတော်မူစဉ်အခွန်ခံသောသူများနှင့်သိုးသောသူများတို့သည်လာ၍ကိုတော်မှစသောတပည့်တော်တို့နှင့်တကွစပွဲ၌ဖျောင်းကြ၏။ဟာရီရှဲတို့သည်မြင်လျင်တပည့်တော်တို့အားတင်တို့ဆရာပြီးအခွန်ခံသောသူ သို့သောသူတို့နှင့်အပေကြောင့်စာသနီဟုဆိုကြ၏တမသိကျမ်းကိုစပြီးဖွင့်ကလေးကဖာရိရှဲတွေဟာအယူသီးတယ်အမြင်ကျင်းတယ်အခုခေတ်စကားနဲ့ဆိုရင်တော့အစွန်းရောက်အမျိုးသားရေးဝါဒီတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ဖော်ပြခဲ့ပြီးပါပြီအခုလေဖာရိရှဲတွေဟာခရစ်တော်အခုလိုပြည့်စုံတဲ့လူတွေအခွန်ခံစတဲ့လူတွေနဲ့အတူစပွဲဝိုင်းအတူထိုင်နာကိုမင်းငော့လာကြပါလေသူတို့ကိုယ်တိုင်ကလည်းဒီလိုပဲကိုကိုကို လူသန်းကြီးတွေ အင်မတန်ဖြောင့်မတ်မှန်ကန်တဲ့လူကောင်းကြီးတွေအဖြစ်သဘောထားပြီးတော့ဒီလိုဒူရန်ဇာမျိုးတွေကိုရှောင်တတ်ကြတော့ခရစ်တော်ဟာသူတို့အဖို့မျက်စိစပမွေးစူးကျင်စရာ ဖြစ်နေပါလေအမှန်တော့ကျွန်တော်ဖျားသခင်ကိုတကယ်ချစ်ခင်တဲ့လူတွေဟာလူလူချင်းပေါင်းကင်းဆက်ဆံရမယ့်ပြည်သူနီတိအတိုင်းအပြည့်ရှိတဲ့လူတွေပင် ဖြစ်စေကြမူခရစ်တော်နဲ့တွေ့ဆုံပေးဖို့အတွက်ကိုယ်တိုင်ကသူတို့ကို ပေါင်းဖို့လင်းသွေးပေါင်းဖို့ရပါတယ်အလင်းကိုလင်းပြရပါတယ် မေတ္တာကိုဝေမျှရပါတယ်။ဒီလူဆိုးတွေမကောင်းတဲ့လူတွေနဲ့ပေါင်းပြီးတော့ပလင်းတူဘူးဆိုလို့မဟုတ်ဘူးလေ။မဟုတ်တန်းတဲ့ရတွေလို့မဟုတ်ဘူးညစ်တင်းညစ်ပတ်တွေလို့မဟုတ်ဘူး။သူ့ရဲ့ဘဝကိုကဲတင်ခြင်းစုကျေစုမရရအောင်ပေါင်းစင်ဆက်ဆံရခြင်းသဘောဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တခါကပြောခဲ့သလိုနှိမ့်ချခြင်းနဲ့ဒီနှိမ့်ချခြင်းဆိုတာဟာအတိတ်ပဲပြိတ်ပြီးတော့ကွာခြားပါတယ်။ရှင်မသက်ခရစ်ဝင်ခန်းကြီးကိုငယ်ဆက်လက်မှာကြတော့ယေရှုရဲ့တုံ့ပြန်ချက်ကိုတွေ့ရပါပြီ ယေရှုသည်ကြားတော်မူဖြင့်ကျမ်းမာသောသူတို့သည်ဆေးရမကိုအလိုမရှိကြ။နာသောသူတို့သာဖြင့်အလိုရှိကြ၏။ဆိုပြီးတော့ဆက်ပြီးတော့ပြောလိုက်ပါတယ်တဲ့။ဖရိပြုမိကြပါတယ်နော်။ဆေးရမကို အလိုမရှိကြဆိုတဲ့စကားနဲ့ဆေးရမကိုနာသောသူတို့သည်အလိုရှိကြ၏ဆိုတဲ့စကား။ဒီထက်ကခရစ်တော်ဟာကိုကိုကိုကမာတော်အဖြစ်ရည်ညွှန်းညင်းမဲ့ဖြစ်ပါတယ်။သူဟာအခုချိန်မှာတမားတော်ကြီးဖြစ်နေပြီ။သူဟာအပြစ်သားတွေရဲ့အပြစ်ကိုလွှတ်ပေးခဲ့ပြီ ဝေဒနာတွေအများကြီးကိုလည်းမပြောက်ပြောက်အောင်ကုသပေးခဲ့ပြီးပြီအခုအချိန်မှာကျွန်တော်တို့ခရိယံအဖွဲ့အစည်းတွေဟာမိဘဟာရအစီအစဉ်တွေပွဲသပင်တွေအပျော်အရွှင်တွေအတွက်ဝိုင်းဖွဲ့လှုပ်ဆောင်ကြတာတွေအတော်ခက်စားနေပါတယ်အဲ့ဒီအဝဝိုင်းလေးတွေဟာအခုလက်ပုံမကျဲပြန့်စွာနဲ့ခရစ်တော်ကိုမသိသေးတဲ့တခြားမိတ်ဆွေသင်္ဃာတွေကိုပါဣတာနဲ့ခေါ်ဖိတ်ပြီးတော့ဝိညာဉ်ခွန်အားကိုဝေမျှနိုင်ကြဘလို့ကောင်းမလဲလို့ကျွန်တော်တွေးမိပါတယ်တခါတလေမှာ ကိုယ့်ရဲ့ကြီးမြောင်းတဲ့မူဝါဒနဲ့ကွက်ကြားမှုယွာသလိုကျင့်စဉ်တွေဟာကောင်းကျိုးကိုမဖော်ဆောင်နိုင်တဲ့အပြင် အပြစ်ပဲကိုတောင်မှရင်းရင်ဖွာတတ်တယ်။ဒါကြောင့်မလို့ကျွန်တော်ခရိယန်အစုအဖွဲ့တွေဟာသဘောထားကြီးမားကြပါညီမျှမေတ္တာဝေကြပါလို့ကျွန်တော်အကြံပေးလိုက်ပါရစေ။ရှင်မသက်ခရိယန်ကျမ်းခန်းကြီး၉ငယ်၇ပုံအရရစ်ပူဇော်ခြင်းအကျင့်တဲ့တနာခြင်းဂိယုနာအကျင့်ကိုငါနှစ်သက်ဤဟုသောကျမ်းစကားကိုနားလည်စေခြင်းကသင်တို့ဖွား၍သင်ကြလော့ ဖြောင့်မတ်သောသူတို့ကိုနောင်တဖို့ခေါ်ခြင်းကငါလာပြီမဟုတ်သိုးသောသူတို့ကိုခေါ်ခြင်းကငါလာသတည်းဟုမိန့်တော်မူ၏အခုရှင်မသဲဟာ ဟောရှေအနာဂတ်ကျမ်းအခန်းကြီး6အငယ်6ကိုကျမ်းကိုပြုတ်ပြီးတော့ခရစ်တော်ဟောကြားတာကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်ခရစ်တော်ကအခုငါမြေပေါ်ကိုလာတာဟာတဲ့ဖြောင့်မတ်တဲ့လူတွေအတွက်ကြီးပဲမဟုတ်ဘူးအပြည့်ရှိသောသူသိုးသောသူတွေကိုခေါ်ဆောင်ဖို့လာတာကေတင်ဖို့လာတာပဲလို့ဖော်ပြလိုက်တာဟာ လူနာမာတွေရှိနေတဲ့ကျန်းတက်ပြီးဖာရိရှဲတွေအပြင်အခုအချိန်မှာတော့ကျွန်တော်တို့ကိုပါပြောလိုက်တာနဲ့မတူဘူးလားယောမဩဝါဒစာခန်းကြီးပုံငယ်20ပုံအရာဆိုရင်ခြားနာခြင်းအလင်းမရှိအဘဲကြောင့်ဤဟူမူကားလူအပေါင်းတို့သည်ဒုစရိုက်ကို ပြု၍ဖျားသခင်ရှေ့တော်၌အတရေပြက်ကြပြီလို့ဖော်ပြထားလေတော့ဒုစရိုက်သဘောနဲ့ကင်းလွတ်တဲ့လူပါဆိုတာပဲမလဲ ကျွန်တော်အားလုံးဟာခရစ်တော်ရဲ့ရှေ့ဘုံမှာအပြစ်ဖားကြည့်ပေးအဲ့ဒီအပြစ်ဖားတွေအတွက်ခရစ်တော်ကြွလာခဲ့တာတနည်းအားဖြင့် လူပေါင်းလောကအခုလုံးအတွက်ခရစ်တော်လာခဲ့တယ်ဆိုတဲ့အချက်ဟာဒီနေရာမှာပို့ပြီးတော့သိလာထင်ရှားလာပါတယ်ပုံသက်တွေများနဲ့တွင်တင်ခြင်းဆိုတဲ့အပိုင်းကိုဆက်လက်ဖော်ပြခြင်းပါတယ်ရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး9ငယ်14မှာကြည်ပါထို့အခါယောဟန်၏တပည့်တော်တို့ပြီးအထံတော်သို့ချဉ်းကပ်၍အကျွန်ုပ်တို့နှင့်ပါရီရှဲတို့သည် အဖန်တလေးလေးအစာရှောင်ကြပြီဖြစ်၍အဘဲကြောင့်ကိုတော်ဤတပြည့်တို့သည်အစာမရှောင်ဘဲနေကြပါသည်ဟုလျှောက်ကြ၏အခုခရစ်တော်ရဲ့နောက်ကိုလိုက်တဲ့ပရိသတ်တွေထဲမှာဗတ္တိဇံဆရာယောဟန်ရဲ့အချိန်တုန်းကအပြည့်တွေပါလာကြတော့သူတို့ကလည်းခရစ်တော်ကိုပေးပေးချာချာနားလည်အောင်လိလာနေတဲ့အဆင့်မျိုးဖြစ်ပါလေဖိလိပ္ပုရဲ့အန်ဒရီယေဆိုတဲ့ဒူရီဟာယောဟန်ရဲ့နောက်လိုက်တွေ့ခဲ့တာပဲပေါ့အဲ့ဒီယောဟန်ရဲ့နောက်လိုက်တွေ့တဲ့ကအချို့က ကျွန်တော်တို့ကြင့်စဉ်နဲ့အခုယေရှုခရစ်ရဲ့ကြင့်စဉ်တွေဟာနည်းနည်းပွားခြားနေပါသလားဗျာဆိုတဲ့စကားကိုအခုပြောပြီးတော့လာခြင်းပဲဖြစ်ပါတယ်။ဒီပတိဇံဆရာယောဟန်ဟာခရစ်တော်ရဲ့ရှေ့ပြေးလမ်းခရီးကို ပြင်ဆင်သူဖြစ်တယ်တဲ့အမျှဓမ္မဟောင်းခေတ်ရဲ့နောက်ဆုံးအမွေခံပရောဖက်တစ်ပါးဖြစ်တယ်လို့ကျွန်တော်ဆိုခဲ့ပြီးခဲ့ပါပြီ။မာလခိအနာဂတ်တိကလည်းဒီလိုပဲဟောကိန်းဂရိတီထုတ်ခဲ့တယ်လေ။အဲ့ဒီတော့ခရစ်တော်ရှေ့မှာသတင်းစကားကိုဆောင်ယူလမ်းကိုပြင်ဆင်မဲ့လူဆိုတဲ့ယောဟန်ဟာလည်း အစမခရစ်တော်ကိုကြိုးစိုးခဲ့ပြီးဖြစ်ပါတယ်။ဒါကိုလည်းကျွန်တော်တို့တွေ့ခဲ့ပြီးပါပြီ။မကြာခင် ခရစ်တော်ရောက်လာနိုင်မယ်ဆိုပြီးတော့တကယ်လည်းခရစ်တော်ဟာရှေ့စဉ်နောက်ဆက်ပေါ်ပေါက်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ပြီးပါပြီ။အခုအချိန်မှဆိုရင် ခရစ်တော်ဟာဓမ္မတိကာလရဲ့အခြေခံမူတွေကိုရှင်းလင်းဖွဲ့ဆိုမယ်။ဓမ္မဝါဒရေးရာတွေပေါ်မှာအချို့အပြောင်းအလဲတွေကိုလုတ်ပြပါတော့မယ်။ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး9အငယ်15အရာယေရှုကလည်း မင်္ဂလာဆောင်လူလင်သည်မိမိအပေါင်းအဖော်တို့နှင့်အတူရှိစဉ်အခါသူတို့သည်စိတ်မသာညှိတွတ်တတ်ကြသလိုမင်္ဂလာဆောင်လူလင်ကိုသူ၏အပေါင်းအဖော်တို့နှင့်ခွာ၍ယူသွားသောအချိန်ကာလရောက်လင်ဤထိုအခါသူတို့ပြည်အစာရှောင်ကြလိမ့်မည်အစာရှောင်ခြင်းဟာယုံကြည်သူတွေအတက်ကောင်းမွန်တဲ့အကျင့်တစ်ခုမှန်ပါဒါပေမဲ့မလုံမနေရဆိုတဲ့ဥပရိပခရစ်တော်မချမှတ်ခဲ့ပါဘူးဒီကျင့်စဉ်ဟာခရစ်တော်ဖရာရဲ့ဂယုနာတော်ရဲ့ဂျေဇုတော်ရဲ့ကိုတောင်းခံရမှာ ိုကိုကိုချုပ်တီးမှုအိပဲအနစ်နာခံပြောက်ဖို့တဲ့သဘောထားကိုပေါ်လွင်စေဖို့အတွက်ကောင်းတဲ့အကျင့်တစ်ခုလို့ကျွန်တော်တဦးချင်းအနေနဲ့ယူဆပါတယ်အခုသူ့ရဲ့တရားဟောချက်မှာဒီသဘောမျိုးကိုဖွယ်ဝိုက်ဖော်ပြနေပါတယ်အခုဆက်ပြီးဓမ္မဟောင်းကာလရဲ့ဥပရိသအတိကခေဟောင်းကနေဓမ္မသစ်ကာလရဲ့ကျေးဇူးတော်ခေပြောင်းခြင်းကိုနားထောင်ကြည့်ကြပါရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး9အငယ်16နဲ့18 အဝှဟောင်းကို အထည်သင့်စင်ဖာလိမရှိ ထို့သောဖာလျင်ဖာသောအထည်သည်အဝှဟောင်းကိုစား၍အောက်ကျရဲ၏၎င်းသည်ဟောင်းသောတရေဘူး၌အသက်သောစပြည့်ရီကိုထည့်လိမရှိထို့သောထည့်လျင်တရေဘူးသည်စုပ်ကွဲသဖြင့်စပြည့်ရီသည်ယို၍တရေဘူးလည်းပျက်စီးတတ်၏အသက်သောစပြည့်ရီကိုအသက်သောတရေဘူး၌ထည့်လိရှိ ထို့သောထည့်လျင်နှစ်ပါးစလုံးမပျက်စီးဟုမိန့်တော်မူ၏ခရစ်တော်အခုစကားတွေကို မိမ့်မွက်နေတာဟာအတိတ်ကတည်ရှိခဲ့တဲ့အစွဲဟောင်းတွေဥပဒေသဘောတရားတွေဟာရွေလျောလာနေပြီးသူကဒါတွေကိုမိမောင်းထုတ်ပြပြီးအကျင့်တရားနဲ့ပြားပြားဝတ်အောင်ဆက်လုပ်ဖို့အတွက်ကြွလာတာမဟုတ်ဘူးတကယ်တော့သူလာတာဟာအစင်းသစ္ဆန်အသက်လန်းကို ပြညုံမှုလာခဲ့တာချောင်းမချင်းတရားဝတ်ယုံဆိုတဲ့သူ့ကိုယုံကြည်ခြင်းတစ်ခုတည်းနဲ့ဘဝသစ် အော်မှာရှောက်လန်းနိုင်ပြီဆိုတာကိုသိနားလေကြဆိုပြီးတော့ ပြောလိုက်တာပဲလို့ဒီနေရာမှာရှင်းရှင်းကြီးကျွန်တော်တို့သဘောပေါက်ဖို့လိုပါတယ်။မရေဘူးဟောင်းနဲ့ပေးတဲ့ဥပမာကလေအဲ့ဒီခေတ်မျက်စိနဲ့ကြည့်ရင်အင်မတန်လွယ်တဲ့ဥပမာပေါ့။ဘူးဟောင်းဆိုတာဟာဝိုင်းစပြည့်ဟောင်းတွေနဲ့ပရေတွေကဝါနေတော့အဲ့ဒီလိုဟောင်းဟောင်းချင်းဆိုရင်ဘာမှအရေးမကြည့်ဘူး။ဒါပေမဲ့စပြည့်အစ်စ်ထည့်လိုက်ရင်တော့ပရေအဟောင်းဟာပေါက်ကွဲပြီးတော့ထက်သွားလိမ့်ရှိတယ်။ဒါကြောင့်ပရေဘူးအစ်စ်နဲ့ဝိုင်းစပြည့်အစ်စ်ကိုသာထည့်ရမယ်ဆိုတာဟာ ဓမ္မသစ်ကာလကိုရောက်ပြီလို့သူ့နှုတ်ကအမိန့်ချမှတ်လိုက်တဲ့အတူတူပါပဲကျတော့သူဟာအဝတ်အစားသစ်ကိုလဲရမယ်အဲ့ဒီအဝတ်အစားသစ်ဟာငါရဲ့တရားသစ်ဖြစ်တယ်ဆိုတာအခုတည်းနဲ့ကိုပဲအခြေခံသဘောထားဟာဖိတ်ပြီးတော့ကွာခြားသွားပါပြီဒါကိုအင်မတန်ထိရောက်တဲ့ပေါ်ပြချက်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်16နဲ့ကို ရှင်းသွားနိုင်စေပါလိမ့်မယ်ပြညတ်တရားတော်ကိုမောရှိလက်တွင် ပေးတော်မူ၏ ယေရှုတရားနဲ့တစ္ဆာတရားမူကယေရှုခရစ်အားဖြင့်ဖြစ်သည်ဆိုတဲ့စကားစုပါပဲ။ဆိုခဲ့တဲ့အတိုင်းရှေးပြည့်ညက်တရားခက်ပါတယ်၊နက်ပါတယ်။ဒါပေမဲ့ဒါကို ဖြစ်ပယ်ဖို့မဟုတ်ပါဘူး။ဒါတွေကိုမနိုင်မနှင်းဖက်တွယ်နေရတဲ့ခက်ကိုလွန်မြောက်စေပြီးတဲ့နောက်ယေရှုတရားနဲ့တစ္ဆာတရားဆိုတာနဲ့အစာထိုပြီးတာဥယုံသစ်ကိုဥစေတဲ့သဘောပါတယ်။မိမတယောက်ကိုကုသခြင်း ပေဘောသူကိုရှင်စီခြင်းဆိုတာကိုအခုဆက်လက်ပေါ်ပြသွားလိုပါတယ်။ကျွန်တော်အခုအချိန်မှာယေရှုခရစ်ရဲ့အံ့ဩဖွယ်တကူလက္ခဏာအမှတ်၈နဲ့၉တို့ကိုဆက်လက်ကြေကြုံရပါမယ်။သူ့ရဲ့အမှတ်၈နဲ့၉တကူတော့တွေ့ရတော့ဆက်ဆက်မှုရှိနေပါတယ်။ယောဂါကုသခြင်းအကြောင်းပါပဲ။နောက်ပြီးတော့အင်မတန်ထူးဆန်းဝမ်းမြောက်ဖွယ်ငင်ကွင်းတကလေးတစ်ခုပါ။မဿဲခရစ်ဝင်ခန်းကြီး၉အငယ်၁၈မှ၁၉အထိဖတ်ရင်အခုလိုတွေ့ရပါတယ်။ ထိုစကားကိုမိန်တော်မူစဉ်အရာရှိတယောက်တည်းလာ၍ပြောဝလျက်အကျွန်ုပ်သမီးသည်ယခုပင်ဖေးဆဲရှိပါ၏။ထို့သောလည်းကိုတော်သည်ကြွ၍သူ့အပေါ်မှာလက်တော်ကိုတင်တော်မူဖြင့်အသက်ရှင်မာလိမ့်မည်ဟုလျှောက်၏။ယေရှုသည်ထ၍ကပည့်တော်တို့နှင့်အတူထိုသူ၏နောက်သို့လိုက်တော်မူ၏။ရှင်မသည်မှာဖော်ပြတာကတော့အဲ့ဒီလောက်ပါပဲ။ရှင်လုကာမှာကျတော့ပို့ပြီးတော့အသေးစိတ်ထားပါလေ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈ ငယ်53နဲ့52မှာထိုအခါယာဣရုအမည်ရှိသောတရားစီရင်မှုသည်လာ၍ယေရှု၏ခြေတော်ရဲ့၌ပြတ်ဝတ်လျက်ဆယ်နှစ်နှစ်ရှိသောမိမိ၌ပျောက်ထီးသောသမီးသည်သေဆဲရှိသောကြောင့်မိမိအိမ်သို့ကြွတော်မူမည်အကြောင်းကိုတော်ကို တောင်းပန်၍ကြွတော်မူစဉ်တွင်လူအစုအဝေးတို့သည် ကိုတော်ကိုထိခိုက်တိုက်မိကြ၏အဲ့ဒီလိုဆိုထားပါတယ်နောက်ထပ်အငယ်56ကြတော့အဲ့ဒီခလီမကလေးပြေဆုံးသွားပါပြီ ကိုတော့ကိုအနောက်ရှက်ပေးမနေပါနဲ့တော့ဆိုတဲ့စကားကိုတရားစီရင်မှုရဲ့အိမ်ကလူတယောက်ကလာပြီးတော့သတင်းပို့တယ်ဆိုတာကိုတွေ့ရပါတယ်။အဲ့ဒီကလေးမလေးမသေးခင်ကလေးကယေရှုကတတိတော်တွင်နဲ့အဖွားမှာပရိသတ်တွေကလည်းများတော့လမ်းမှာတိုးတိုးဖို့ဖြစ်နေစေ။ရှင်မသဲခရစ်ဝင်ဂျန်ခန်ကြီးကိုငွေ27မှာဘယ်လိုတွေ့ရတယ်လဲဆိုရင်ထိုအခါဆယ်နှစ်ပတ်လုံးတွေးသွန်တာဆွဲတော့မိမတယောက်က ငါသည်အဝတ်တော်ကိုသာတို့ဖြင့်ချမ်းသာရရမည်ဟုစိတ်ထင်နှင့်နောက်တော်သို့ချင်းကပ်၍အဝတ်တော်ဤပန်းပွားကိုတို့လေဒီနေရာမှာတိုက်ဆိုင်မှုကလေးတစ်ခုကတော့အံ့ဩစရာပဲနော်အခုသေပြီးကစားမင်းကလေးဟာဆက်နှစ်နှစ်သမီးတယ်ဖွေးသွန်ဆွဲတဲ့မိမကြီးရဲ့ယောဂသက်တမ်းကလည်းဆက်နှစ်နှစ်တယ်ဆက်နှစ်နှစ်တိတိလင်းလက်ခဲ့တဲ့ဘဝကလေးတစ်ခုကဖြက်ခနဲ့ချုပ်ငိမ့်သွားပြီဆက်နှစ်နှစ်တိတိအမှောင်ကျနေတဲ့ယောဂသက်မိမကြီးရဲ့ဘဝကတော့ ယေရှုရဲ့အင်းကြီးပပွားလေးနဲ့ထိတဲ့အတွက်အလင်းတစ်ခုပေါ်ပေါက်လို့ယောဂပြောက်ရမယ်အဆင့်လို့မြင်ရပြီဒီတော့အမှောင်ကိုယ်ချင်းနဲ့အလင်းပေါ်ထွန်းခြင်းဆန်းရှင်ခြင်းနှစ်ခုကိုတပြိုင်တည်းတည်းတွေ့ရတာနဲ့မတူဘူးလားအခုဒီသွေးသွန်နာဆွဲတဲ့မိမကြီးဟာသူ့ယုံကြည်ခြင်းနဲ့သူလောက်တာဖြစ်ပြီးတော့ယေရှုကသူ့ကိုချစ်တော်ပြီးကုသတာမဟုတ်သေးဘူးဒါပေမဲ့ဒီမိမကြီးရဲ့ယုံကြည်ခြင်းဟာအလွန်ကြီးမားတယ်အားကောင်းတယ် ဒီယုံကြည်ခြင်းအကျိုးကျေးဇူးကိုလေသူခံစားရမှာဖြစ်ပါတယ်။ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး9ငယ်22ယေရှုသည်ထိုမိမကို မြင်တော်မူရင်ငါသမီးမစိုးရိမ်နှင့်သင်၏ယုံကြည်ခြင်းသည်သင်၏အနာကိုငြိမ်းစေသည်ဟုမိန့်တော်မူ၏။ထိုခဏမှစ၍ထိုမိမသည်အနာကင်းပြောက်လေ။ရှင်လုကာခရစ်ဝင်ကျမ်းမှာဒီအမျိုးသမီးကြီးရဲ့ကံတဟာလေပိုပြီးအသေးစိတ်ပါဝင်လာပါပဲ။ဒါကိုသက်ဆိုင်ရာကျမ်းကျတော့မှဆက်လက်လေ့လာကြတာပေါ့။ အခုအချိန်မှာတော့ယုံကြည်သူအမျိုးသမီးကြီးဟာ၁၂နှစ်ကြာခံစားရတဲ့ဒုက္ခဆင်းရဲခြင်းကတည်းလွတ်မြောက်ပြီးသူ့အသက်တာအတွက် အလင်းတန်းတစ်ခုဖြတ်ခနဲလင်းလက်လာတယ်လို့ခံစားခွင့်ရလိုက်ပြီးဒီတော့ခရစ်တော်ဟာဒီလိုဒီမိမကြီးကိုကောင်းကြီးပေးခဲ့ပြီးချိန်မှာတော့၁၂နှစ်ကြာလင်းလက်ခဲ့တဲ့ဘဝကနေနေရောင်ကွယ်တဲ့အလားအပက်ဆုံးပါပွားခဲ့ရပြီးဖြစ်တဲ့ယာအီရူရဲ့ပမိကလေးတို့အိမ်ကိုဆက်ခဲ့ပါတယ် ရှမသဲခရွင့်ကြံခန်းကြီးကိုငယ်23 24အရာအရာရှိအိမ်တို့ရောက်တော်မူ၍တင်းဖို့သောသူတို့နှင့်များစွာသောလူတို့သည်အုံတဲတဲပြုကြသည်ကိုမြည်လျင်ခေရှားကြလော့မိမငယ်တေသည်မဟုတ်အိပ်ပျော်သည်ဟုမိန့်တော်မူသောကိုတို့သည်ပြည့်ရဲ့ပြုကြ၏ပြည့်ရဲ့ပြုမှာပေါ်ဒီကလေးမလေးကအသက်ပြေသွားလို့မန်တက်ထိုးနေကြပြီလေဒီအိမ်မှာအတီးအမှုတ်ဒီအကအခုန်လေးနဲ့အဲ့ဒီခက်ကထုံးစံအတိုင်းမသာအိမ်အပြင်အစင်တွေလုံနေကြပြီ အခုခေတ်ဆိုရင်တော့ဖဲရိုက်မဲ့လူတွေတောင်မှဖဲထုတ်ဒီပါတီနဲ့လာနေကြပြီပေါ့ခရစ်တော်အဲ့ဒီအိမ်ကိုရောက်တော့ပူပူနွေးနွေးသေကာစမန်တက်ဆောက်ပြီးနေကြပြီဒါပေမဲ့အဲ့ဒီခေတ်ကထုံးစံအတိုင်းအဲ့ဒီအတီးမှုတ်သမားတွေရက်ွက်တဲ့ကလူကြီးတွေလာအားပေးတဲ့လူနဲ့ငိုတဲ့လူငိုရင်ဘတ်စီတီဖြစ်နေကြတဲ့အခါကမေကဒါဝခရစ်တော်ကမြင်တော့ဖေကြဟေးတဲ့ခလေးမလေးမသေးဘူးအိတ်ပျော်နေတာမင်းတို့အိုးအောင်တဲ့လုံမနေကြပါနဲ့ဆိုပြီးပြောတယ်ဒီတော့ဝိုင်းဟာတဲ့သဘောမျိုး ပြည့်ရဲ့ပြုတယ်လို့ကျမ်းကဆိုပါတယ်ခရစ်တော်ကတော့အဲ့ဒီလူတွေတော့တဲ့ရပဲကလေးမလေးရဲ့အလောင်းစီကိုရှောက်ပွားခဲ့ပါတယ်ခန်းကြီးကိုအငယ်25ထိုလူများကိုပြင်သို့သက်စီတီမှအတွင်းသို့ဝင်၍မင်းငယ်ဤလက်ကိုကင်တော်မူသည်တွင်သူသည်ထလီခရစ်ဝင်ကျမ်းဒီထဲမှာလူတွေတယောက်ကိုပြန်လဲအသက်ရှင်စေတာကိုပုံးချိန်လောက်ခရစ်တော်လှုပ်ဆောင်ခဲ့တဲ့အနေနဲ့ဒါဟာပထမဦးဆုံးအခြေဒီအကြောင်းကိုရှင်လုကာခရစ်ဝင်မှာပို့ပြီးအသေးစိတ်တွေ့ရပါလိမ့်ဦးမယ် ခရစ်တော်ကကလေးမလေးကိုတငယ်မလေးထားလို့ဆိုပြီးအမိန့်ပေးတယ်ဆိုတာကိုပေါ်ပြထားတာတွေ့ရပါတယ်ခရစ်တော်ဟာသေတဲ့လူတိုင်းကိုအဲ့ဒီလိုပဲတည့်ရိုက်အမိန့်ပေးပြီးထားခိုင်းတယ်ဆိုတာကိုထူးခြားချက်တစ်ခုအနေနဲ့ကျွန်တော်တို့မှတ်ထားကြပါပြီးတော့ဝေဒနာသည်ဆယ်နှစ်နှစ်တိတိဒုက္ခရောက်တဲ့အမျိုးသမီးကြီးကိုကုသခြင်းပျောက်စေခြင်းနဲ့စနေနဲ့သမီးငယ်ကွယ်လွန်သူကလေးကိုအသက်ပြန်လဲရှင်စီခြင်းဟာခရစ်တော်ယေရှုအကြောင်းဣသရေလတပြည်လုံးအံ့ဩကြော်စောစရာဖြစ်သွားစေခဲ့ပါတယ် ထိုသတင်းစကားသည်တပြည်လုံး၌နှံ့ပြားကြော်စိုးလေ၏ဆိုပြီးရှင်မသက်ခရုဝင်ကျမ်းမှာဆိုထားပါတယ်။ကန်းသူများကိုမြင်စေသည်ဆိုတဲ့အခန်းကဏ္ဍကိုကျွန်တော်ဆက်ပါမယ်။အဲ့ဒီလိုမြေကမ်းများကိုပြန်လည်မျက်စိမြင်စေခြင်းကတော့ခရစ်တော်ရဲ့တပ်ဖမမြောက်ဘုမဟုတ်ဆယ်ချိန်မြောက်တကိုးနမိတ်ကိုပြတ်ဖတ်ခြင်းပဲဖြစ်ပါလေ။အငယ်28မှာအခုလိုတွေ့ရပါတယ်။ထိုအရမယေရှုသည်ကြွတော်မူစဉ်မျက်စိကမ်းသောသူနှစ်ယောက်တို့သည်နောက်တော်သို့လိုက်၍ ဒါဝိဟိဖာရောကျွန်တော်တို့ကိုဆနာတော်မူပါဟုဟစ်ကြော်ကြသည်ဒါဝိဟိဖာရောတို့မျက်မမြင်နှစ်ယောက်ဆန်းအော်ရာဟာခရစ်တော်ကိုဘယင်အဖြစ်ကြီးညာလိုက်တာ ਨੇ အပြူတူပါပဲမသဲခရစ်ဝင်ဂျန်ခန်ကြီးကိုအငယ်၁၈ကနေ၃၀အတွင်းမှာဆက်လက်ရှုမြင်ရတာတော့အိမ်တို့ဝင်းတော်မူဖြင့်မျက်စိကန်းသောသူတို့သည်အထံတော်သို့ချင်းကပ်ကြ၏ကိုရောကလည်းဤအမှုကိုငါတတ်နိုင်ပြီဟုယုံကြလို့ဟုမေးတော်မူဖြင့်ယုံပါ၏သခင်ဟုပြောကြ၏ထိုအခါသူတို့၏မျက်စိကိုတို့တော်မူ၏ သင်တို့ယုံကြည်ရှိသည့်အတိုင်းသင်တို့၌ဖြစ်စေဟုမိန့်တော်မူဖြင့်ကရုသည်မျက်စိပွင့်လင်းလေ၏ယေရှုကလည်းအဘယ်သူမျှမသိစေခြင်းကသတိပြုကြလော့ဟုမြစ်တားတော်မူ၏ခရစ်တော်ဟာအရင်သူနာတယောက်တုန်းကလည်းပဲမင်းဘသူမှမပြောနဲ့လို့တားမြစ်တယ်လို့အခုမျက်မမြင်နေကိုလည်းရှောက်မပြောချမ်းနဲ့အုံးဆိုပြီးတော့ထပ်မံမှာကြပါလေအခုလို့တားမြစ်ခြင်းဟာအเจ้าနေအမျိုးမျိုးရှိနိုင်ပါလေအဲ့ဒီချိန်မှာယုတ်တိအရှိဆုံးအချက်ကတော့ လူပရိသတ်တွေပြိမ့်များလွန်လာခြင်းမှာ ခရစ်တော်အဖို့လွတ်လပ်တဲ့အခြားဘာသာရေးဟောပြောမှုဓမ္မအမှုတော်ဆောင်မှုတွေမရွက်ဆောင်နိုင်တဲ့အထိဖြစ်လာမှာကိုစိုးရိမ်လို့ဖြစ်နိုင်မယ်လို့ကျွန်တော်ယူဆပါတယ်။ဘာပဲဖြစ်ဖြစ်ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီးကိုငယ်31အရာဘုသောလည်းထိုသူတို့သည်ပွား၍သတင်းတော်ကိုတကြီးလုံး၌နှံ့ပြကြော်စောစီ၏ဟုတွေ့ရပါတယ်။မျက်စိနှစ်ကိုယ်အလင်းရသွားတဲ့လူတွေအနေနဲ့တလုံးဝုံမြောက်เสียရသတင်းကို ဘယ်နှလူပြီးဖုံးလို့ဖြီလို့ရမလဲသူတို့ရင်ထဲမှာဘလို့ဝန်းစားနေကြမလဲသူတို့အနေနဲ့ခရစ်တော်ရဲ့ဂျေဇူးကဘလို့ကြီးတယ်လေဒါတော့မို့သူတို့ဟာခရစ်တော်ကဘလို့ပဲမင်းတို့မပြောကြပါနဲ့လို့တာတာမပြောဘဲမနေနိုင်ခဲ့ကြပါဘူးခရစ်တော်ယေရှုနတ်ဆိုးဆွဲသောသူလူအားကိုကုခြင်းဆိုတဲ့အကြောင်းဆက်လက်ဖော်ပြလိုပါတယ်အခုတကောနမိတ်ကတော့အမှတ်စဉ်17ပါ ရှင်မာဘဲခရစ်ဝင်ကျမ်းအခန်းကြီး၈နဲ့၉အတွင်းမှာနတ်ဆိုးကိစ္စအရေက ်တတရမြောက်နဆိုးပြက်တနာလို့လဲဆိုနိုင်ပါတယ်။ဖိုသူတို့သည်ခက်ကွာကြသည့်နောက်နဆိုးဆွဲသောလူအတယောက်ကိုအထံတော်သို့ဆောင်ခဲ့ကြ၏။နဆိုးကိုနှင်ထုတ်တော်မူပြီးမှထိုအသောသူသည်စကားပြော၏။လူအစုအဝေးတို့သည်လည်းအံ့ဩ၍ဣတရီလအမျိုးဆိုင်ဤသို့မမြင်ရစဖူးဟုပြောဆိုကြ၏။အဲဒီလိုနတ်ဆိုးဆွဲတဲ့လူအရဲ့ယောဂါကိုကုသခြင်းဟာဟာရီရှဲလီအဖို့ဂလန့်လေးလှုပ်ပြီးတော့ ကွာတိုက်ပြီးတော့ခရစ်တော်ကိုအပုတ်ချဖို့အကွက်တစ်ခုဝင်လာပါတယ်။ဖာရိရှဲတို့ကလည်းနတ်ဆိုးအကြီးကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်တီဟုပြောဆိုကြ၏။အဲဒီလိုပြောတယ်တဲ့။သူတို့ပြောတဲ့စကားတွေအရခရစ်တော်ရဲ့ဘုန်းတကိုးကိုသိသိအောင်လုပ်ရတာပဲပေါ့။သူတို့ဒီခရစ်တော်ရဲ့ကုသနိုင်မှုစွန်းအားအပေါ်မှာတော့သူတို့တွေဟာဘယ်လိုမှတန်လျက်ထားလို့လည်းမရဘူး။ဆန့်ကျင်ပဲလုပ်လို့လည်းမရဘူး။ဒါလူရှိသူရှိမှာခရစ်တော်ပြနေတဲ့တကိုးတွေမဟုတ်လား။အဲဒီတော့သူတို့ကစွတ်သမားတွေပြီးပြီး ဘယ်လိုလို့ဖြစ်ဖြစ်အပြစ်ကလည်းတင်ကျင်းနေတာဆိုတော့ခရစ်တော်ဟာစာရမန်နဲ့ကြီးအာကိုနဲ့တကိုးတွေထွာတာဆိုပြီးတော့ကပိုးခပ်ပဲ့ဒီနေရာမှာထပ်ပြောလာကြတယ်။ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီးကိုငယ်35မှာဆက်ရင်တော့အခုလိုတွေ့ရပါတယ်။ယေရှုသည်တရားစရက်တို့၌သုံးမဩဝါဒပေးတဲ့နိုင်ငံတော်နှင့်ရှင်သော အေဝံဂေလိတရားကိုဟောတဲ့လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကိုငြိမ့်စေတဲ့မြို့ရွာရှိသမျှတို့ကိုဒေသစာကြီးလှည့်လေတော်မူ၏။ လူအစုအဝေးတို့ကိုမြင်တော်မူရင်ပနာချင်းစိတ်ရှိတော်မူ၏မိစေရံခမညာဏီကုန်းကျုပ်အနေနဲ့ကျွန်တော်ထပ်မံပြီးအကြံပြုသူတဲ့အချက်ကတော့လူသားတယောက်အနေနဲ့ကိုယ်စီမှခံစားနေရတဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပါဝေဒနာပဲဖြစ်ဖြစ်အကုန်လုံးဖြစ်ပေါ်တဲ့အချိန်မှာတမားတော်ကြီးအစ်မှန်ဖြစ်တဲ့ခရစ်တော်စီမှာမိမိကိုယ်တိုင်ယဉ်ပွင့်အသနာခံတောင်းပန်တိုးရှိုးယုံကြည်ခြင်းနဲ့ဆုတောင်းကြပါဖို့ဒီမဟုတ်ရင်လေသေယုတ်ဆရာတော်များဓမ္မဆရာများ အမှုတော်ဆောင်များကိုခေါ်ပြီးအလိုတော်ကိုဝန်ခံ၍သူတို့ကိုကိုစားအသနာခံပြီးတော့ဆူတောင်းခိုင်းမှာဒါဟာအင်မတန်တင့်တယ်အဖရေရှိတဲ့ဝတ်ပြုခြင်းဖြစ်တဲ့အတွက်ဘုရားသခင်ဟာကောင်းကြီးမင်္ဂလာများကိုချပေးပါလိမ့်မယ်လူအစုအဝေးတို့ကို မြင်ပြီးတော့တနာချင်းဂယုနာ စိတ်ရှိတော်မူတဲ့ဘုရားသခင်ဟာတရားပုံစံကိုကုမြောက်သောဆာလမှာပေါ်ကျူထားတယ်လို့ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုရှုမှတ်နေတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝတစ်ခွင်က ထာဝရရှင်သန်တော်မူသောသခင်ဖြစ်ကေတပွဲတော်ကိုးကွယ်အပ်သောဖခင်မဟုတ်ပါကြောင်းဒီကနေ့သင်ခန်းစာရယူတိုက်ပါလေခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီးကိုအခန်းငယ်36ကနေအခန်းငယ်38အထိနဲ့ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး30အခန်းငယ်1ကနေအခန်းငယ်27အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ